ဖင်လန်နိုင်ငံကချောင်းချောင်းဝယ်ရုပ်တူဦးရင်မင်္ဂလာပါရှင် knowledge team မှာကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူသားပုံစံထုစစ်ထားတဲ့ဖင်လန်နိုင်ငံရုပ်တူဦးရင်ကြီးအကြောင်းကိုတင်ဆက်ပေးသွားပါမယ်ဒီဦးရင်ကို Fire Color လို့ခေါ်ပြီးဖင်လန်နိုင်ငံအရှေ့တောင်ပိုင်းဆောက်ကရလီယာဒေသ Fire Color မြို့နယ်ရုရှားနယ်စပ်နဲ့နေပြီး Lavranta မြို့မှ100ကီလိုမီတာအကွာမှာတည်ရှိပါတယ်ဒီရုပ်တူဦးရင်ကိုဖန်တီးသူရဲ့နာမည်ကတော့ ဖရီဟိုရော်ကင်နယ်လို့ခေါ်ပြီးရုပ်ထုတွေကို1944ခုနှစ်ကနေ2010ခုနှစ်ထိရုပ်ထုပေါင်း900ကျော်ထုစစ်ခဲ့ပါတယ်။ဖရီဟိုရော်ကင်နန်ကရုပ်ထုထုစစ်ခြင်းကိုကိုဘာသာကိုရိုင်းလေးလာခရင်နဲ့1960ပြည့်နှစ်တွေမှာသူ့ရဲ့မိသားစုကိုမြေပြင်ပေါ်မှာကွန်ကရစ်ရုပ်ထုပြီးစားတင်ဖန်နေခဲ့ပြီးတရားနေတဲ့ဆင့်နှစ်ပေါင်း90တွင်ရုပ်ထုပေါင်း900ကျော်ဖန်နေကအနုပညာပန်းခြံတစ်ခုအနေနဲ့ပြောင်းလဲခဲ့ပါတယ် ဖရီယိုရော်ကီနာကပုံမှန်ဆက်ရုံဝန်ထမ်းတယောက်ဖြစ်ပြီးတော့မနက်အလုတ်သွားညနေအလုတ်ပြန်လာရင်အရာနေအပြင်ကိုပြန်မထွက်လာတော့ဘဲနဲ့သူ့ရဲ့ကိုယ်ပိုင်ပန်းချန်ထဲမှာလူသားရုပ်ထုတွေကိုဖန်တီးနေရပါတယ်။လူသူနဲ့မဆက်ဆံမဲ့တကိုယ်ရဲနေထိုင်ကသူ့ရဲ့လက်ရာတွေကိုသာအာယုံဆိုင်ခဲ့သူဖြစ်ပြီးတော့သူတည်ဆုံးသွားတဲ့အခါမှာဥယျာဉ်ကို Finnish Heritage Agency ဒေသခံဖွဲ့တစ်ခုကဝယ်ယူပြီးတော့စီမံခန့်ခွဲပေးကြပါတယ်။ ရုပ်ထုတွေကတခုခုနဲ့မတူပဲကြားမလူချင်းလူငယ်အရွယ်ဆုံးသလိုအမူအရာတွေကလည်းကွဲပြားလာပါတယ်။အချို့ကိုကြောင်းစရာကောင်းတဲ့ပုံစံတွေနဲ့ဖန်တီးထားပြီးတော့တချို့ကိုတော့ပြုံးနေဟန်ထုစစ်ထားပါတယ်။ဗန်းကျန်ထဲမှာဝီလီဆလစ်ရုပ်ထုတွေအာကစားသမားတွေယောဂကျင့်သူတွေကားခုန်နေသူတွေရဲ့လှုပ်ရှားနေတဲ့ပုံစံတွေကိုလည်းတွေ့မြင်နိုင်ရပါတယ်။ဗုဒ္ဓဘာသာဆိုင်ရာရုပ်ထုတွေဥပမာတရားထိုင်နေတဲ့ရုပ်ထုဖီလန်ရိုးရာပုံမြင်များနဲ့စိတ်ကူးရင်ဆန်တဲ့အရာတွေကိုပေါင်းစပ်ထားပြီး ။တချို့ရုပ်ထုတွေမှာမှန်စီရွှေချထားတဲ့မျက်လုံးတွေကိုထည့်သွင်းဖန်တီးထားပါတယ်။ဒီပန်နိမှုအဓိကအချက်ဖြစ်ပြီးအဲ့ဒီမှန်စီရွှေချထားတဲ့မျက်လုံးတွေကအသက်ဝင်နေသလို ဖြစ်ကနောက်ကနေလိုက်ကြည့်နေသလိုဖြစ်တာကြောင့်လူများကခြောက်ခြားစရာကောင်းတယ်လို့ဆိုကြပါတယ်။ဒါ့အပြင်တချို့ရုပ်ထုတွေမှာအသုံးပြုထားတဲ့သွားတွေမှာတကယ်လူသွားများပါဝင်တာကြောင့်ဒီပန်းချံမှာ Free Horokin တယောက်လူတက်ခဲ့တာလားဒါမှမဟုတ်သူ့သွားတွေကိုအသုံးပြုထားတာလားဆိုတော့မိကုံးတွေလည်းရှိလာခဲ့ပါတယ်။ သူသွားလို့ပြောဖို့အတွက်ကလည်းအသုံးပြုထားတဲ့သွားရည်တက်တရားအများလုံးတာကြောင့်သူသွားမဖြစ်နိုင်ကြောင်းနဲ့ဒီသွားတွေသူပဲရရလဲဆိုတာအပြောများခဲ့ကြပါရယ်။ဒါပြင်ပန်းညံဆိုတာထက်တတော်ငယ်နဲ့ပို့တူပြီးတော့ရုပ်ထုတွေကိုတတော်တွင်းမှာထည့်သွင်းထားပြီးတစ်ခတ်တွေမှော်ပင်နေတဲ့ရောရှက်နေကရှေးဦးဆန်နဲ့ခန်းစားမှုကိုဖန်တီးထားပုံဟာအထူးကျန်ဆန်တယ်လို့၆ချောင်းမှုကိုလည်းခန်းစားရစေပါရယ်။ Farikala ဟာ outsider at ပင်ကိုညာဖြင့်ဖန်တီးထားသောအမှုပညာရဲ့ထူးခြားတဲ့လက်ရာတစ်ခုဖြင့်သတ်မှတ်ခံရပြီးတော့နိုင်ငံတကာမှကြော်ကြားလာပါတယ်။နေ့စဉ်လာရောက်လဲပတ်ကြပြီးအများစုကစူးစမ်းလိုတဲ့လူငယ်တွေနဲ့အမှုပညာချစ်မြတ်နေသူတွေကလာရောက်လေ့ရှိကြပါတယ်။အမှုပညာတဘာဝနဲ့ပြဝတ်စမ်းကြယ်မှုတို့ကိုပေါင်းစပ်ထားတဲ့ Fire Color ကဖင်လန်ရဲ့ထူးခြားတဲ့ရင်ကျင်းမှုနယ်မြေတစ်ခုဖြစ်ပြီးတွားရောက်လဲပတ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ်ဗြိတန်ကြီးတို့ဖင်လန်နိုင်ငံကိုသွားလည်တဲ့အခါမှာဖာရီကာလာကိုသွားလည်ဖို့အကြံပေးရင်းနဲ့ဒီနေ့ရဲ့အကြောင်းအလေးကိုဒီမှာပဲရှင်းနာလိုက်ပြစီရှင်